နတ်ရေကန်ပြူဟာစခန်းမကြအောင်69တက်မမှုသည့်စွမ်းဆောင်နိုင်မလားယခုနှစ်ဇွန်လအတွင်းတက်မ33နှင့်တက်မ69တက်မမှုနေရာများကိုစစ်ကောင်းဆောင်မင်းအောင်လိုင်းကအပြောင်းလဲပြုလုပ်ခဲ့သည့်မိထီလာအခြေဆိုင်တက်မ69တက်မမှုနေရာကိုစစ်ပြူဟာဖွဲ့အခြေချဟာခါစစ်ပြူဟာမူဘူမူကြီးစိုးဝင်းထွန်းနှင့် အစားထိုးခဲ့ကြောင်းတွေ့ရသည်တက်မမှုဟောင်းဘူမူကျုပ်တင်မောင်ကျော်သည်ဗရန်တွင် အခြေပြုပြီးအာရခတ်တတော် အားနှင့်ပူပေါင်းတပ်များ၏မကွေးဒေသထိုးစစ်ကိုခုခံနေရင်အနာပေးခံလိုက်ရသည်တမ69ကိုအမ်ဘရန်လန်းချောင်းအားထင်းရဲနှင့်အေးတာပါကအမ်ဘတ်ကိုထိုးစစ်ဆင်ရင်စစ်ကောင်စီကထုတ်သုံးခဲ့သည့်တပ်မဖြစ်သည့်တမ69ကိုစ၍တုံးသည့်အချိန်ကလေးကပင်အလဲလဲအကွဲအကွဲ ဖြစ်ခဲ့ရသဖြင့်တပ်မမှုသည်မျက်နာမရခြေရောက်ရဆိုသလို ဖြစ်ခဲ့ရသည် အထူးသဖြင့်နီးပြူဟာမှုအထိအဖမ်းခံရခြင်းကတက်မမှုအတွက်ပို၍ဖိအားဝင်စေခဲ့သည် ထိုကဲ့သို့တမ69အလဲလဲအကွဲကွဲဖြစ်ရသည့်အာမကွေးထိုးစစ်အစကိုပြန်ကြည့်မိသည်အာမကွေးထိုးစစ်သည်အမ်းမြို့အခြေဆိုင်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဘာအကိုတင်ပိုက်ပြီးချိန်ကလေးကစတင်ခဲ့ခြင်းဖြစ်သည်စစ်ကောင်စီဘက်ကအမ်းကိုတံပြန်ထိုးစစ်ဆင်ရန်ရွေးချယ်နိုင်သည့်လမ်းကြောင်းမှာလဲအမ်းပဒံလမ်းကြောင်းဖြစ်သည် အကောင်းဆုံးခံစစ်သည်တိုက်စစ်ဖြစ်သည်ဆိုသည့်ဥပဒေအတိုင်းနမခကိုတင်ပိုက်ထင်းချုပ်ခံစစ်ဆင်ခြင်းထက်ထိုလန်းချောင်းကိုထင်းရန်အကဆုံးဖြတ်ခဲ့သည်ထိုလန်းသည်ရခိုင်ပြည်နယ်ရှိအမ်းမြို့နှင့်မကွေးတိုင်းရှိပဒန်းမြို့ကိုဆက်သွယ်ထားပြီးမိုင်60ကျော်အရှိရှိသည့်လမ်းချောင်းဖြစ်သည် စစ်ကောင်စီဘက်ကလည်းရခိုင်ရုံးမောက်ကိုဖျက်တမ်းဖောက်လုပ်ထားသည့်အတိုးဆုံးလမ်းကြောင်းကိုထိန်းထားရန်စဉ်စားလှုပ်ဆောင်ခဲ့သည်။သို့သောစစ်ကောင်စီသည်ထိုလမ်းကြောင်းကိုအသုံးပြုပြီးထိုစစ်စင်ကအမ်ဘက်ကို ချင်းကဲရမည့်အစားလမ်းကြောင်းပေါ်ရှိစခန်းတစ်ခုပြီးတစ်ခုကိုလက်လွတ်နေရလေသည်။အဘဲကြောင့်ဆိုသောအနှင့်ပူးပေါင်းတပ်များကစစ်ကောင်စီဘက်က ထိုးစစ်ပြန်ဆင်လာနိုင်သည့်ထိုလမ်းကြောင်းပေါ်ရှိစစ်ကောင်စီစစ်ကြောင်းများယာယီခြေပြုသည့်နေရာများနှင့်စခန်းများကို2025ခုနှစ်ဇန်နဝါရီလကစပြီးတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းကြောင့်ဖြစ်သည်ထို့ကြောင့်နောက်ပိုင်းတွင်စစ်ကောင်စီစစ်ကြောင်းများသည်ခန်းစစ်မှခွာစစ်သို့ကူးပြောင်းသွားသည်ကိုတွေ့ရသည့်အန်ကိုကားနှင့်ပူးပေါင်းတပ်များကသိမ်းပိုက်ပြီးချိန်ကပင်ထိုစခန်းနေရာများကစစ်ကောင်စီတပ်ဖွဲ့ဝင်များတဖွဲ့ဖွဲ့ဆုတ်ခွာထွက်ပြေးနေခြင်းကြောင့်အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည် ထို့နောက်စစ်ကောင်စီဘက်ကအမ်ဘရန်လမ်းပေါ်ရှိတောင်ဆောက်စခန်း၊ကံမြင့်ကစခန်း၊ကုတ်ကြီးစသည့်စခန်းများကိုတခုပြီးတခုဆွန့်လုခဲ့ရသည် ထို့ကြောင့်လည်းနပခအန်ဘက်ကိုအမ်ဘရန်လမ်းပိုင်းမှတဆင့်တံပြန်ထိုးစစ်စင်ရန်ရည်မှန်းထားသောစစ်ကောင်စီသည်နပခကိုလက်လွတ်ရပြီးတလမပြည့်မီ အချိန်တော်အတွင်း၌ပင်လမ်းကြောင်းကိုထိန်းထားရန်မလွယ်သည့်အခြေအနေကိုကြုံတွေ့ခဲ့ရသည် အန်းကိုပြန်ရဖို့မဆိုထားနဲ့မကွေးဒေတာကိုပါကထိုးစစ်ရောက်လာမိအနေထားဖြစ်လာခဲ့သည်ထို့ကြောင့်လည်းအထက်ကဆိုခဲ့တဲ့ကဲ့သို့တက်မ69ကို ထုတ်သုံးလာခဲ့ခြင်းဖြစ်သည်အစပိုင်းတွင်တက်မ69လက်အောက်ခံယာယီနီးပြူဟာမူဒုတိယဗိုလ်မှူးကြီးကျော်ကျော်တက်ဦးစီးသည့်နီးပြူဟာ962နှစ်တက်ရင်3ရင်းကိုရမဲတင်းရှိစစ်အခြေခံလေ့ကျင့်ရေးတပ်တွင်လက်ပူတိုက်လေ့ကျင့်ပြီးကံမြင့်ကံကိုလက်မလွတ်ရမီစစ်ကူလိုက်ခိုင်းသည် သို့သောနီးပြူဟာနှင့်တရင်သုံးရင်းကအင်အား360ကျော်သည်ကံမြင့်ကစခန်းဤတိုက်ပွဲများတွင်အာနှင့်ပူးပေါင်းတပ်များ၏တိုက်ခိုက်မှုကြောင့်ကစင်ကလေးရားနှင့်ဖွဲ့စည်းပုံပြတ်သွားခဲ့ရသည်ယာယီနီးပြူဟာမူဖြစ်သူဒုဗိုလ်မှူးကြီးကျော်ကျော်တက်ကိုရိုင်းစစ်တုံးပန်းအဖြစ်ဖမ်းဆီးခံခဲ့ရသည် ဖန်စီရမိပြီးနောက်ကားကမင်းမြန်းထားသည့်ရုတ်တံတွင်လေးကျင်သားပြေဝမှုအားနေပြီးတိုက်လိုခိုက်လိုစိတ်နေပါကြောင်းတိုက်ရိုက်ခိုက်ရအားနေပြီးစိတ်တက်အားနေမှုများကြောင့်လက်ရှိဘဲနေရမှာပဲရင်ဆိုင်ရင်ဆိုင်ရှုံးနေနေမိဟုဒူဘူမှုကြီးကြောကြောတက်ကမှတ်ချက်ပြုခဲ့သည်ထိုကာလတွင်တက်မ69တက်မမှုဘူမှုချုပ်တင်မောင်ကျော်သည် ပရန်းတွင်အခြေပြု၍စစ်စင်ရေးကုကဲနေခြင်းဖြစ်သည်ယာယီနီးပြူဟာမူဒူးပုံမှုကြီးကြောကြောတက်ဦးစီးသည့်နီးပြူဟာနှင့်တက်ရင်သုံးရင်ဖွဲ့စည်းပုံပြတ်သွားချိန်တွင်တက်မမှုထံကကကြီးကပေးသည့်ဖိအားများစွာရောက်လာခဲ့သည် စစ်ကောင်စီဘက်ကအားနှင့်ရင်ဆိုင်နေရသည့်ရခိုင်ပြည်နယ်စစ်မျက်နှာဖြစ်သည့်ကြောက်ဖြူလိုနေရာမျိုးထက်နယ်ရီကန်ဘက်က မကွေးစစ်မျက်နှာကိုပို၍အာယုံစိုက်ခဲ့သည့်တမ69နှင့်ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစံအများကအင်အားများစွာထုတ်သုံးခဲ့တော်လဲထိုးစစ်လဲမစင်နိုင်ခန့်စစ်လဲမစင်နိုင်ပဲပြေးနေရသည်မှာစစ်ကောင်ဆောင်မင်းအောင်နိုင်အတွက်အလိုမကျစရာဖြစ်ခဲ့ရသည်။လက်တလောအနှင့်ပူးပေါင်းတပ်များကထိုးစစ်ဆင်နေသည့်နယ်ရီကန်စခန်းသည် စစ်ကောင်စီအတွက်အရေးပါသောစခန်းတစ်ခုဖြစ်သည့်နက်ရေကန်ရေဒါစခန်းသည်ပဒန်းရွာမှ15မိုင်ခန့်အကွာနှင့်ရခိုင်မကွေးနေချားမိုင်တိုင်းမှ30မိုင်ခန့်အကွာတွင်တည်ရှိသည့်ရခိုင်ကလေကြောင်းရန်ကာကွယ်ရေးရေဒါစခန်းဖြစ်တော်လဲအမ်းမြို့ကိုလက်လွတ်ရပြီးနောက်ပိုင်းတွင်စစ်ကောင်စီဘက်ကတာဝေးပစ်အမြောက်များပါဖြည့်တင်းပြီးအခိုင်အမာခန်းစစ်ဆင်ထားသည့်ခန်းစစ်စခန်းကြီးဖြစ်သည့်အမြင့်ကနေရာရှိပေရှိသည့်နက်ရေကန်တောင်သည် ပရန်းနယ်ကိုအပေါ်စီးမှဆုံးမနိုင်သဖြင့်စစ်ကောင်စီမှထိုးစခန်းမကြရေးအင်အား900ခန်းဖြင့်အခိုင်အမာပြင်ဆင်ထားသည့်ထိုးအခြေအနေတွင်ပြီးခဲ့သည့်ဇွန်လ3ရက်နေ့ကနယ်ရီကန်စခန်း၏မီတာ200ခန့်အကွာရှိအဓိကကကင်းစခန်းဟု ဆိုနိုင်သည့်တာဝါတိုင်းစခန်းကိုကနှင့်ပူးပေါင်းတပ်များသိမ်းပိုက်နိုင်ခဲ့သည့်ထို့ကြောင့်နယ်ရီကန်စခန်းအနာဂတ်မှာအချိန်ကြာလေးမရေရာလေးအခြေအနေဖြစ်သွားခဲ့ရသည် ထို့ကြောင့်တာဝါတိုင်ကုန်းကိုလက်လွတ်ခဲ့ရပြီးတွင်တက်မမှုဘုံမှုချုပ်တင်မောင်ကျော်လည်းယာရုကိုလက်လွတ်ခဲ့ရပြန်သည့်နီးပြူဟာမှုအဖမ်းခံရသည့်အကျွေးမဆက်နိုင်သည့်အပြင်အတိုးပေါ်အတိုးဆင့်ဆိုသလိုအဓိကကာကင်းလက်လွတ်ခဲ့ရမှုအတွေ့ပြစ်ဒဏ်ဟုဆိုနိုင်သည်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေဖြင့်တစ်ဖက်တွင်လည်းဒါနှင့်ပူးပေါင်းတပ်များ၏ဘကူးအနောက်ချမ်းစစ်မျက်နှာတွင်ကပ္ပစစစ်ယုံများအနည်းထိ ထိုးစစ်ရောက်လာသဖြင့်ခေါင်းစားနေရသည့်အလားတူယခု မကွေးစစ်မျက်နာကလည်းနေရီကံကိုကြော်လင်းငဖဲဘက်ရှိ ကပ္ပစ၁၄အတွက်ရော မကွေးတိုင်းအတွင်းရှိ ကပ္ပစစက်ယုံများအတွက်ပါရတက်မအေးစရာဖြစ်လာခဲ့ရသည် ထိုဖိအားကိုယာယီတက်မမှုတဲ့ဘုံမူကြီးစိုးဝင်းထွန်းကောင်းကောင်းခံစားရမိသဘောကိုတွေ့ရသည်သူ့အနေဖြင့်ချင်းပြည်နယ်အစိုးရယုံဆိုင်ရာဟာခါတွင် အခြေချပြုဟာမှုအဖြစ် ဆောင်ရွက်ခဲ့သည့်ကာလတွင်ဟာခါ၌ပြည့်စင်မီနှင့်ရေပြတ်တောက်ခဲ့သည်ကို၃လကျော်မကူစားနိုင်ခဲ့ကြောင်းတွေ့ရသည်အထူးသဖြင့်အခြေချပြုဟာမှုတယောက်အနေဖြင့် မျိုး၏ရေပေးဝေရေးစနစ်ကိုပင်ကောင်းစွာမထိန်ချုပ်နိုင်ခဲ့ကြောင်းတွေ့ရသည့်ထို့အတူဖြူဟောင်းမှုအဖြစ်ဘုံမူကြီးဆိုးဝင်းထွန်းဆောင်ရွက်စဉ်ကာလတွင်ဟာခါမျိုးတွင်၌ပင်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်များဖြစ်ပွားခဲ့ကြောင်းတွေ့ရသည့်ထို့ကြောင့်ယခုလိုကထိုးစစ်ကြီးကိုရင်ဆိုင်ရန်မှာသူ့အတွက်အလွန်ခက်ခဲသော အခြေအနေဟုပင်ဆိုရမည် လက်တလောအနေထားအရဘုံမူကြီးစိုးဝင်းထွန်းတက်မှ69ရာယီတက်မမှုအဖြစ်စစ်စင်ရေးစတင်ကုတ်ခဲသည့်အချိန်မှစပြီးနောက်နေရီကန်ဖြူဟာစခန်းမကြစေအစွမ်းကုန်ဆောင်ရွက်နေကြောင်းတွေ့ရသည်နေရီကန်စခန်းပတ်ဝန်းကျင်ကိုစစ်ကောင်စီဘက်ကလက်နက်ကြီးများနှင့်ရောနေချောင်းကပါပြစ်ခတ်တိုက်ခိုက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများပြားကိုလည်းစစ်ရင်တန်းများနှင့်ဖြည့်တင်းနေကြောင်းတွေ့ရသည်ပဒန်းရှိအမှတ်၄၀၉အမြောက်တပ်ရင်း အမတ်တက်လေးရကိုကိုရဟတ်ရင်များနဲ့လူရင်အားဖြစ်နေပြီးထိုမတဆင့်ကိုမိုင်ခန့်အကွာရှိ နေရီကံပြူဟာကိုစစ်ရင်တန်းများနှင့်အင်အားဖြည့်တင်းနေကြောင်းတွေ့ရသည်ထိုတပ်ဖွဲ့ဝင်အင်အားများသည်တပ်မ96လက်အောက်ခံတပ်များမဟုတ်တော့ဘဲကပ္ပစစက်ယုံများအခြားတပ်ရင်းများကဖြစ်ကြအောင်တွေ့ရသည် သို့သောချင်းဒေသကာကွယ်ရေးတပ်ဖွဲ့အရှိုချေဘရရှုထုတ်ပြန်ချက်အရနေရီကံစခန်းနှင့် အနီးတဝိုက်နေရာများကခပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်40ကျော်ကိုဖမ်းဆီးရမိထားကြောင်းသိရသည်အောက်ခြေကစိတ်တက်ကြဆင်းမှုကိုမထိန်ချုပ်နိုင်သည့်အတွက်အိပ်ပေါက်နှင့်ဖားကောက်သလိုဖြစ်နေကြောင်းတွေ့ရသည်။ထို့ကြောင့်တမမှုအစ်စ်အနေဖြင့်ကကကြီးပံပိုးမှုရပြီးလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများရရှိခြင်းလူရင်အားဖြင့်တင်းမှုများရရှိခြင်းတို့အားသာတော်လဲဘာမကွေးထိုးစစ်ကိုတောင်းခံနိုင်ရန်လွယ်ကူမည်မဟုတ်ကြောင်းယူဆရပါသည်။ နက်ရီကန်စခန်းပတ်ဝန်းကျင်ကိုစစ်ကောင်စီဘက်ကလက်နက်ကြီးများနှင့်ရောလေကြောင်းကပါပြစ်ခတ်တိုက်ခိုက်နေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားကိုလည်းစစ်ရင်တန်းများနှင့်ဖြည့်တင်းနေကြောင်းတွေ့ရသည်ဗရန်းရှိအမှတ်409အမြောက်တက်ရင်အမတက်409ကိုရဟတ်ရင်များနှင့်လူအင်အားဖြည့်နေပြီးထိုမှတဆင့်ကိုမိုင်ခန့်အကွာရှိနက်ရီကန်ပြူဟာကိုစစ်ရင်တန်းများနှင့်အင်အားဖြည့်တင်းနေကြောင်းတွေ့ရသည်ထိုတပ်ဖွဲ့ဝင်အင်အားများသည့် တက်မ96လက်အောက်ခံတက်များမဟုတ်တော့ဘဲကပစဆက်ယုံများအခြားတက်ရင်းများကဖြစ်ကြအောင်းတွေ့ရသည်သို့တော့ချင်းဒေတာကာကွယ်ရေးတက်ဖွဲ့အရှိုးချေဘရရှုံထုတ်ပြန်ချက်အရနယ်ရေကန်စခန်းနှင့်အနီးတဝိုက်နေရာများကခွပြေးလာသည့်စစ်ကောင်စီတက်ဖွဲ့ဝင်40ကျော်ကိုဖမ်းဆီးရမိထားကြောင်းသိရသည် အောက်ခြေကစိတ်တက်ကြဆင်းမှုကိုမထိန်ချုပ်နိုင်သည့်အတွက်အိတ်ပေါက်နှင့်ဖားကောက်သလိုဖြစ်နေကြောင်းတွေ့ရသည်ထို့ကြောင့်တမမှုအစ်အနေဖြင့်ကက ကြီးပံပိုးမှုရပြီးလက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများရရှိခြင်းလူရင်အားဖြည့်တင်းမှုများရရှိခြင်းတို့အားသာတော်လဲဘာမကွေးထိုးစစ်ကိုတောင်းခံနိုင်ရန်လွယ်ကူမည်မဟုတ်ကြောင်းယူဆရပါသည်